ရခိုင်ပြည်နယ်ကြောက်ဖြိုးမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကကြီးရေလေအစုံတုံးကမြေပြင်တိုက်ရင်အားအလုံးရင်းဖြင့်စိုက်ခိုက်နေမှုကြောင့်အာရကရတပ်တော် AA ကတိုက်ခိုက်ထင်းချုပ်ထားသည့်နေရာအချို့မှာဆုတ်ခွာပေးခဲ့ရပါတယ်ခင်ဗျာ AA ဟာရခိုင်ကကြောက်ဖြိုးမြို့နယ်ခုနှစ်မိုင်ကန်ခုနှစ်မိုင်က အကွာအထိထိုးဖောက်ဝင်ရောက်ကနယ်မြေစိုးမိုးထားခဲ့တော့လေပြီးခဲ့တဲ့စက်တင်ဘာလဂုံပိုင်းကစပြီးကြောက်ဖြူမျိုးနဲ့33မိုင်ကျော်73မိုင်ကျော်အထိကိုဆုတ်ခွာပေးခဲ့ရတယ်လို့တရင်းရင်းမြင့်များကပြောပါတယ် အေးကဖင်းရှေကုလာပါထိုင်းချောင်းစတဲ့နေရာများကိုဆုတ်ခွာပေးခဲ့ရတာဟာစစ်ကောင်စီရဲ့ဖိအားကြောင့်ဖြစ်ပါတယ်။ခုနှစ်မိုင်က အကွာရှိမလာကျွန်းကျေးရွာလေးမိုင်ကျော်လေးမိုင်ကျော်ကွာရှိအမတ်32ရဲတပ်ရင်းအနည်းအထီကိုခြေကုပ်ယူနိုင်ခဲ့တဲ့အေးအေးဟာယခုခါပြူဟာမြောက်တိုင်နီးတဲ့တခုကိုအသုံးပြုဖို့ခဏဆုတ်ခွာပေးခြင်းလည်းဖြစ်နိုင်ကြောင်းရခိုင်စစ်ရေးစောင့်ကြည့်နေသူတွေကတုံ့ပြန်ကြပါလေစစ်ကောင်စီတပ်ဟာကြောက်ဖြူစစ်မျက်နှာမှာထိန်းချုပ်နေမြေကြံပြန့်ရေးအတွက် တပ်သားများကိုအင်အားထောင်ကြီးအုံပြုကာတိုက်ပွဲမှာဖြန့်ကျဲထားပါတယ်ဒီလိုစစ်မှုထမ်းတပ်သားတစ်အင်အားအကဲလေကြောင်းပစ်ခတ်မှုများနေပညာမြင့်ဒရုန်းများရေတပ်ကင်းဘောကနေလက်နက်ကြီးပစ်ခတ်မှုများဖြင့်ကြောက်ဖြူတိုက်ပွဲကိုအပြင်းထန်တိုက်ခိုက်နေတာကိုတွေ့ရပါတယ်စေအေးစင်းကြီးမြင့်တရင်လူကဂုံတကုံးကိုရဖို့ရွာဒီဝါကိုရဖို့အတွက်လူလေးကိုရင်းပြီးထိုးစစ်လှုပ်တော့လို့ရှင်းပြခဲ့ပါတယ်ခဏကြောက်ဖြူတိုက်ပွဲကာလတချံစစ်ကောင်စီဘက်ကတေးဆုံးတာထောင်ကနန်းဝင်းကျင်လောက်တောင်ရှိလိမ့်မယ် ော်တော်များများကတသားတိတွေလုံးဝအတွေ့ခံခိုက်ပြီးရန်တာလို့အတိအကျပြောဆိုခဲ့ပါတယ်။ဒီအချက်ဟာစစ်ကောင်စီရဲ့အထမစစ်မှုထမ်းဖြူဟာဟာလူသားရင်းရင်းကိုစစ်မိပြေမှာအာလဟဇသေးနေခင်ပဲဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြနေတာပဲဖြစ်ပါလိမ့်ခင်ဗျာ။ကျော်ပြုတ်မြို့စင်းကြပွဲဟာနည်းနည်းကြာရှည်နိုင်မယ်လို့ဒီသကံလူငယ်အမျိုးသားတူဦးကပြောပါတယ်။အကြောင်းရင်းနှစ်ချက်နှစ်ချက်ကို၎င်းက ထောက်ပြခဲ့ပါတယ်။ပထမစစ်ကောင်စီဘက်ကရေတက်ကိုအတုံးဖြူပြီးစစ်အင်ဟာလိုတော်တော်ဖြစ်လို့ရတာဖြစ်ပါတယ်။ ဒုတိယတရုတ်စီမံကိန်းအဆောက်အဦတွေရှိတာပါပါတယ်။ဒီအချက်နှစ်ခုဟာစစ်ကောင်စီအတွက်အ धिक အားသာချက်ဖြစ်နေတယ်လို့ဆိုပါတယ်။ကြောက်ဖြူမျိုးနယ်မှာတရုတ်နိုင်ငံရဲ့ရေနံရင်၊ရွှေတဘာဝတန်းငွေစီမံကိန်းကြောက်ဖြူအထူးစီဝါရေးဇုံနဲ့ဆက်သွယ်သောယထာလန်ကားလန်စတဲ့စီမံကိန်းကြီးများစွာတည်ရှိနေပါတယ်။စီရီယန်တိုက်အရာစီဘိုးကြီးဇင်းယောကတရုတ်စီဝါရေးဇုံတည်ရှိတယ်။ဒါဒီကူရှန်ကွင်းပြည်တရုတ်နဲ့မညီရင်လို့ရှန်တိုင်ရင်ကနေ ကန့်တတ်ချက်တစ်ခေဖြစ်များလာတဲ့အတွက်စစ်တဘောဝဆိုရင်နားတယ်လို့ရှင်းပြခဲ့ပါတယ်။ဒါဟာအေးအေးဟာတရုတ်နဲ့ဆက်ဆံရင်မပြတ်အောင်ထိန်းသိမ်းရတဲ့စစ်တပ်ကိုတိုက်နေရတဲ့အတွက်လောက်ရကန်ရချက်ထွားတဲ့ပုံစံမျိုးဖြစ်ပြီးစစ်တပ်ကလည်းတရုတ်ကိုကာပါယူပြီးတိုက်ဆင်လာတဲ့ပုံစံမျိုးဖြစ်တယ်လို့သုံးသပ်ခဲ့ပါတယ်။လက်ရှိကြောက်ဖြူတိုက်ခွေနောက်ဆုတ်ပေးနေရခြင်းဟာအာရခရတတော်ဤနောက်ထပ် CA ဖြူဟာတစ်တခုကိုအသုံးပြုလို့ရခနာဆုတ်ခွာပေးခြင်းလည်းထင်နိုင်ကြောင်းရခိုင် CA စောင့်ကြည့်နေသူတွေကသုံးသပ်ကြပါနဲ့။ရခိုင် CA စောင့်ကြည့်နေသူတို့က တကယ်တော့တရုတ်စီမံကိန်းတွေအများကြီးရှိတဲ့ကြောက်ဖြူဟာစစ်ခေါင်စီရဲ့အသက်သွေးကြောဖြစ်တယ်လို့အေအေအတွေ့လဲမခိမနေတိမ့်ပတ်ရမယ်စီမက်နာလဲဖြစ်တယ်။ဒါကြောင့်အေအေဟာလက်တလောမှာတိုက်နီးဖြူဟာတစ်လုတ်ဖို့ခွာပေးလိုက်တာလဲဖြစ်နိုင်တယ်လို့ပြောပါတယ်။အေအေဟာရခိုင်တိုက်ပွဲဘူပဲရော့ပြီဆိုတော့ခွာလိုက်တက်လိုက်ရှိနေဦးမယ်လို့လဲ၎င်းကမှတ်ချက်ပေးပါတယ်။အေအေဟာရခိုင်တိုက်ပွဲတနစ်ကျော်အတွဲပလဝမြို့နယ်နဲ့ရခိုင်ပြည်ကမြို့နယ်14ခု14ခုစုစုပေါင်းမြို့နယ်35ခု15ခုကိုတင်ပိုက်ထိန်းချုပ်ထားနေစစ်တွေကြောက်ဖြူ မားနောင်၃မြို့၃မြို့ကိုဒါစစ်ကောင်စီထိန်းချုပ်နိုင်တော့တဲ့အခြေအနေမှာရောက်ရှိနေပါတယ်စစ်ကောင်စီဟာရေချောင်းကနေအင်အားဖြည့်ပြီးတက်တန်းတဲထွန်ကန်တန်းကိုအသေးခံကိုင်းကတိုက်ခိုက်နေတော့လဲအေအေးရဲ့စစ်အေးဆိုင်ရီကစစ်တပ်အပေါ်မှာလွှဲမိုးထားပြီးသားဖြစ်တယ်လို့ဗိုလ်ကြီးစင်ယောက်ကဖြော့ပါတယ်အေအေးရဲ့ဗျူဟာမြောက်နောက်ဆုံးမှုဟာကြောက်ဖြူမြို့သိမ်းတိုက်ပွဲအထွတ်တရုတ်စီမံကိန်းကိုထိခိုက်မှုနဲနိုင်သမျှနဲမဲ့တိုင်နီးတစ်ကိုပြင်ဆင်နေခြင်းလားစစ်တပ်ကလူသားအရင်းမြစ်ကိုထောင်ကနန်းနဲ့စတေးပြီးကာကွယ်နေတဲ့ဒီမြို့ကိုအေအေးဟာ နောက်ထပ် view ဟာတက်နေဘလို့အချိန်ကာလအတွင်းမှာအပီးသက်သိမ့်ပိုက်နိုင်မလဲ။ကြဖြူတိုက်ပွဲဟာရခိုင်ပြည်နယ်ရဲ့နောက်ဆုံးအဆုံးဖြတ်တိုက်ပွဲဖြစ်လာမှာလား။ရခိုင်ပြည်နယ်မှာအာရခရတက်တော်အေအေရဲ့တုံ့ပြန်မှုတွေကစစ်ကောင်စီရဲ့အရေးပါတဲ့စစ်ဌာနချုပ်တွေစီဟုတ်တိုက်ရိုက်ဦးတည်လာပါပြီခမ။အေအေကပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးအချို့ဟာစစ်တရမျိုးရှိစစ်ကောင်စီတက်လက်ဒေတာကွက်ခတ်မှုစစ်ဌာနချုပ်ဓာတ်ကစားယုံအောင်နဲ့နှီးပင်းကျင်မှာကြားရောက်ပောက်ကွဲခဲ့ပြီးစစ်သားအချို့တေဆုံးဒဏ်ရာရသွားခဲ့တယ်လို့သတင်းများထွက်ပေါ်နေပါတယ်။ အေးအေးထင်းချုပ်ထားတဲ့မြို့နယ်များကိုစစ်တွေအခြေစိုက်တိုက်ငင်းများကလက်နက်ကြီးများနဲ့ဒရုန်းများဖြင့်ဦးတည်ပစ်ခတ်တဲ့အပေါ်အေးအေးကယမနိညကပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်စစ်တွေဒီတာခန့်စီရင်မြစ်တူရဲ့ပြောကြားချက်အရလက်နက်ကြီးကြီးတွေကအနာအဖျင်းတက္ကစားယုံဖက်ကိုကြားလေလို့သိရလေလို့ဆိုပါတယ်ဒီဖြစ်စဉ်အပြီးဒီမနက်မှာလုံခြုံရေးတင်းကျပ်ထားတဲ့အတွက်မျက်မြင်မသိနိုင်ပေမဲ့အားဆောင်တချို့ထိခိုက်မှုရှိပြီးစစ်သားအချို့တေဆုံးဒဏ်ရာရရှိမှုရှိတယ်လို့သတင်းများထွက်ပေါ်နေပါတယ် တေဆုံးဒဏ်ရာရသူတွေကိုရေချမ်းတင်ကားလမ်းကနေစစ်ရုံကိုယူလာတယ်လို့လည်းသိရပါတယ်။စစ်တွေဒေသခံတူဦးရဲ့ပြောကြားချက်အရရမန်နစ်အော်တိုဘာလာ26ရက်နေ့ည12နာရီခန့်ကဒီနေ့မနေ့အစောပိုင်းအထိအေးအေးနဲ့စစ်ကောင်စီတပ်တို့ကြားလက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပါလေ။ပစ်တာကပြင်းထန်ခဲ့တယ်အပြန်လန်ပစ်တာအချိန်50ထက်မနာကြာရတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ဒါဟာအေးအေးနဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲအကြီးအမဲဖြစ်ပွားသေးတယ်လို့ လက်နက်ကြီးများနဲ့ဒရုန်းများဖြင့်အပြန်အလှန်ပစ်ခတ်မှုများမကြာခဏရှိနေခြင်းဟာစစ်တွေမျိုးရတင်ငင်မှုကိုကြီးမားတဲ့ချင်းချောင်နေပါတယ်ခင်ဗျဒက်ကစစစ်တွေဟာအနောက်ပိုင်းစစ်ဌာနချုပ်နတ်ပခါပီလင်ရခိုင်ပြည်မှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့အကြီးဆုံးဌာနချုပ်တစ်ခုဖြစ်ပါတယ်စစ်တွေမျိုးမှာဒက်ကစအတင်ခလာရ20ခလာရ930နှစ်ရဲတပ်ရင်း30နှစ်စတဲ့တပ်ရင်း30ထက်မနား10ခုအခြေစိုက်ထားပါတယ်အေအေကပစ်ခတ်တဲ့လက်နက်ကြီးကြီးဟာဒက်ကစဌာနချုပ်ယုံအနီဝင်းကျင်းမှာကြားရောက်ပောက်ကွဲခဲ့ခြင်းဟာ အေအေဟာစစ်ကောင်စီရဲ့အကိကစီအေးကွစ်ခတ်မှုဗဟုချက်ကိုပါတိုက်ရိုက်ပစ်ထက်ချင်းချောက်နန်ပြီဆိုတာကိုရှင်းလင်းလင်းဖော်ပြနေပါတယ်ခင်ဗျယမန်နဲ့အော်တိုဘာလာ26ရက်နေ့မွန်းလယ်ပိုင်းမှာလဲစစ်တွေခြေဆိုင်တိုက်ရင်းများက drone နဲ့တိုက်ခိုက်တော့ AA ထင်းချုပ်ထားတဲ့ပွန်တာကျွင်းမြို့ကွန်းတောင်ရာတို့လူနာလာယူတို့ဖြူစင်ရင်ခွင်ပရဟိတအဖွဲ့မှ မောင်သေးအောင်ထင်းအသက်24နှစ်ကမောင်လတာယာအသက်14နှစ်တေဆုံးသွားခဲ့ပါတယ်။ဒါဟာစစ်ကောင်စီရဲ့ drone တိုက်ခိုက်မှုဟာ စည်ရေးပစ်ထက်ထအရက်သားနဲ့လူသားချင်းစာနာတော့ထမ်းမှုလုပ်ငန်းတွေကိုပါပစ်ထက်တိုက်ခိုက်နေခြင်းရဲ့ခိုင်မာတဲ့သက်သေတရက်ပဲဖြစ်ပါတယ်ခင်ဗျစစ်ကောင်စီတပ်ဟာယခုအော်တိုဘားလာအဆက်ကစပြီးဒရုန်းလက်နက်ကြီးကြီးများဖြင့် AA ထင်းကျုပ်ထားသည့်ပုံနာဂျွန်ပေါက်တော်နဲ့ရတဲ့တောင်မြို့နယ်များဖတ်တို့ပြင်းပြင်းထန်ထန်ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် AA ကလည်းတုံ့ပြန်ပစ်ခတ်နေရတာဖြစ်ပါတယ်စစ်တွဲမြို့နယ်မှာစစ်ကောင်စီထင်းကျုပ်ထားစေကြေးရွာများဖြစ်သည့်အမြင့်ကျုံ ပါဒလေရေချမ်းပြင်စသည့်ကျေးရွာများဖြောက်ကိုစစ်ကောင်စီကအကာအကွယ်ယူပြီးအေအေအားပြန်လည်ခုခံတိုက်ခိုက်နေပါတယ်။အေအေရဲ့လက်နက်ကြီးကြီးဟာဒါကာစဌာနချုပ်ယုံအနီဝင်းကျက်မှာကြားရောက်ပောက်ကွဲခြင်းဟာစစ်ကောင်စီရဲ့စစ်တွေမျိုးလုံခြုံရေးကိုမိမြအထိချိုးဖောက်လိုက်ကြလဲ။အသက်34နှစ်16နှစ်အရွယ်ပရာဟိတလူငယ်လေးတေဆုံးရလေဖြစ်ရမျိုးကိုရှောင်ရှားနိုင်ဖို့နိုင်ငံတကာအတိုင်းအဝန်းက ဘလို့အေးအေးယူဆောင်လက်တင်ပါတယ်အေးအေးရဲ့စစ်တွေမျိုးတိမ့်တိုက်ပွဲစနစ်တကျပုံဖော်နေမှုဟာတာကဆစစ်တွေကိုဘယ်အချိန်မှအပိတာစိန်ခေါ်နိုင်မလဲလို့မေးခွန်းညထုတ်ပါယ်မြို့အနီးတိုက်ပွဲဖြစ်နေလဲကြောက်ဖြူတန်းစစ်ကောင်စီဘောလုံးပွဲရှင်းပါနေစည်ရေးပရိပခပြင်းထန်နေနေရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်မြို့တွင်တည်ငြိမ်နေကြောင်းဝါရဖျံပြရန်စစ်ကောင်စီခရိုင်အုပ်ချုပ်ရေးဦးစီးဌာနက စစ်တပ်ရဲနဲ့ဌာနဆိုင်ရာအပါအဝင်မို့ပေါ်ရက်ကွက်အသင်းများကိုဖိတ်ကာဘောလုံးပွဲကျင်းပနေကြောင်းထိအပ်ပါတယ်။ရင်းဘောလုံးပွဲတွင် အမှတ်30ရဲတိုက်ရင်ခလာရ34စစ်တပ်ရင်ဌာနဆိုင်ရာများအပါအဝင်ငလပွေအစိုးရအရာရှိစသည့်ရက်ကွက်တို့မှအသင်း16သင်းပါဝင်ကြမည်ထည်ယူယမန်နေ့အောက်တိုဘာ23ရက်ကမြို့မဘောလုံးကွင်းတွင်ကွင်းဖွင့်ပွဲပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ပွဲကတော့အလွတ်တန်းဖူဆယ်ပြိုင်ပွဲပါ။ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလုပ်ပေးတဲ့ဖလားလူဖွဲ့ပေါ့အတင်းတွေကတော့ဌာနဆိုင်ရာအပါဝင်ရဲတွေရောစစ်သားတွေရောပါတယ်လာမယ့်နိုဝင်ဘာ3ရက်နေ့အထိကျင်းပသွားမယ်လို့သိရတယ်လို့ကျောက်ဖြူဒေတာတက္ကနမျိုးတန်တူကပြောပါတယ်ကျောက်ဖြူတွင်ပြီးခဲ့တဲ့2023နိုဝင်ဘာမှစ၍မြို့အဝင်ကျောက်တလုံးဂိတ်အပါဝင် ကုံလန်းရီလန်းအလုံးကိုစစ်ကောင်စီကပိတ်ဆို့ထားပါတယ်စစ်ကောင်စီဤပိတ်ဆို့မှုကြောင့်ကုံစင်းနှုံမင်းတပ်မှု အလို့အကန့်ရှားပါမှု စားဝတ်နေရေးချက်တဲမှုအပါဝင်ဖမ်းဆီးခံရမှုချိန်ချောက်ခံရမှုမြို့အနီးတိုက်ပွဲဖြစ်ပွားမှုတို့ကြောင့်ကျောက်ဖြူဒေတာခံများကရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအကျတဲတွေနဲ့ရင်ဆိုင်နေရပါတယ်ထို့အပြင်နေအိမ်များဖောက်ထွင်းခိုးယူခံရမှု လူရက်ခံရမှုချင်းချောက်ခံရမှုစသည့်ခိုးဆိုးလူရက်မှုစသည့်ဒုစရိုက်များများပြားနေကြောင်းဒေတာခံများကပြောပါတယ်မြို့တဲကတည်ငြိမ်နေသရောင် ပြီးတော့သူတို့ကိုမျိုးလူသူကထောက်ခံနေပါတယ်ဆိုတော့ဝါရဖြန့်ပေးတဲ့ဘောလုံးပွဲလုပ်ပေးတာတကယ်မျိုးတဲမှာဖြစ်နေတာကသူတို့စစ်ကောင်စီနဲ့အစင်ပြဲတဲ့လူတွေကလွမ်းရင်တခြားလူတွေကိုဖမ်းဆီးထောင်ချချင်းချောက်လုပ်ချင်ရလုပ်နေကြတယ်လို့ကြောက်ဖြူမျိုးကံအမျိုးသမီးတဦးကပြောပါတယ်ကြောက်ဖြူမျိုးရှိပိုက်စိတ်ပြင်းဖြူမောင်းတပန်းကြောင်ဇီရီယာဆက်သည့်ရက်ွက်သူမှာဒေသခံများကိုခွင့်ပြုချက်မရှိဘဲမြေကမ်းဆက်တွင်ငားရှာသည်ဟုဆိုကား ငါးပန်းဆက်လင်းများဖြစီခြင်းတင်းစီခြင်းဖန်းစီခြင်းများကိုစက်ကောင်စီကလုပ်နေသည်ထို့အပြင် DMG ကပြုစုထားသောအချက်အလက်အရရခိုင်မြို့အသိမ်းတိုက်ပွဲကာလအတွင်းကျောက်ဖြူဒေသခံ130ဦးထက်မနည်းကိုအာရခတ်တော်နှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာစစ်ကောင်စီဖမ်းဆီးထားပြီးအကျဉ်းထောင်ရဲစခန်းနှင့်စစ်ကြောရဲစခန်းတို့တွင်ခြုံနှောင်ထားသည်စစ်ကောင်စီရဲ့ဝါဒဖြန့်မှုကိုပောင်ဝယ်နေသောမြို့ကန်အာကစားသမားတွေအနည်းနဲ့အရှက်တိတ်ခါရှိကြပါ ဘောလုံးကန်ရရင်ပြီးရောဆိုပြီးဘာခံယူချက်မှမရှိရင်စစ်ကောင်စီကြောင့်ဒုက္ခရောက်နေရတဲ့လူလူစီကအပြစ်တွေကိုတနေ့ခံရလိမ့်မယ်။သူတို့လက်ချက်ကြောင့်အပြစ်မဲ့အယက်သားတွေတနေ့နေ့တည်ဆုံနေကြရဒါတွေကိုတတိပြုတ်ဒီသူတို့နဲ့လွတ်ကင်းအောင်နေကြပါလို့ပြောကျင်တဲ့ဟုနောက်ထပ်ကြောက်ဖြူဒီသားကန်အမျိုးသားတဦးကပြောသည်။စစ်ကောင်စီသည်ကြောက်ဖြူမျိုးရှိဌာနဆိုင်ရာဝန်သားများအားရွေးကောက်ပွဲကိုထောက်ခံရန်မျိုးပြင်ပါနှင့်အဆက်အသွယ်မလုပ်ရန်စစ်တပ်ခေါ်လျံ အချိန်မရွေးလာရောက်ရန်နှင့်၎င်းတို့ရဲ့လုပ်ရမများအပေါ်ထောက်ခံပြီးအချိန်မရွေးပူးပေါင်းပါဝင်ကြရန်ဖိအားပေးထားကြောင်းသိရသည် မလိုက်နာသူများကိုလစာဖျက်တော့ခြင်းဝန်တန်းရေးရာဥပဒေဖြင့်အရေးယူခြင်းအပါအဝင် ရာဇဝင်မှုများထင်လဲအမှုဖွင့်ခံရမည်ဟုချိန်ချောက်ထားသည်ဖြင့်ဌာနဆိုင်ရာဝန်တန်းများမှစစ်ကောင်စီ၏အလိုကြောင့်ပါဝင်မှုများလည်းရှိနေခြင်းဖြစ်သည်ကြောက်ဖြူတိုက်ကွဲမှာမြို့ဤတဆုံသုံးမိုင်ကန့်အရှိတ်ဘတ်နှင့် အနောက်တောင်ဘက်နေရာအနက်ထိကျယ်ပြန့်ကြီးချောင်းတည်ရသည်လက်ရှိတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုပြင်းထန်တတ်ရှိတော်လဲကုလဘာနှင့်ဂေါ်ဒူဂျေးရွာဘက်တို့တွင်ယမန်နေ့အောက်တိုဘာ23ရက်ညနေပိုင်းကလက်နက်ပစ်ခတ်တမ်းများအနေငယ်ရှိခဲ့ကြောင်းသိရသည်